စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တောင်ပြည်မှာအော်တိုဘားလအတွင်းအရက်တားပြည်သူ49ဦးသေဆုံးပြီး82ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ထိခိုက်တေဆုံးသူတွေထဲမှာတင်ကာရုံနဲ့ကလေးငယ်တွေပြင်အမျိုးသမီးနဲ့တက်ကြီးရွယ်ဦးတွေလည်းပါဝင်ပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာအရက်သားနေ190ကျော်စာတင်ကျောင်းနဲ့ဘာတာရင်အဆောက်အဦတွေအများပြားထိခိုက်ပျက်စီးသွားခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာအော်တိုဘားလအတွင်းမှာတောင်ပြည်ထဲက မန်တုံမြို့ကိုလေကြောင်းတက်ခတ်မှု2ကြိမ်၊ကြောက်မဲမြို့ကို2ကြိမ်၊တီဘောမြို့ကို6ကြိမ်၊မိုင်းကောမြို့ကို3ကြိမ်၊မိုင်းလုံမြို့ကို4ကြိမ်၊နမ်ဆက်မြို့ကို6ကြိမ်၊နမ်တူမြို့ကို6ကြိမ်၊မုံမေမြို့ကို4ကြိမ်နဲ့မိုးကုံမြို့ကို4ကြိမ်စုစုပေါင်းလေကြောင်းတက်ခတ်မှု39ကြိမ်ပြုလုပ်ခဲ့ပါတယ်။စစ်ကောင်စီတပ်ကအရက်သားပြည်သူတွေကိုလေကြောင်းနဲ့ရည်ရွယ်ချက်ရှိရှိဥတီတိုက်ခိုက်နေတာဖြစ်ပြီးစစ်ရဇဝမှုတွေအသေးလင်းကျူးလွန်နေပါတယ်။ ဒါကြောင့်မိဘဖြစ်သူတွေအနေနဲ့စစ်ကောင်စီတဲ့ရဲ့လေကြောင်းအနေရကိုအထူးဂရုစိုက်ဖို့လိုအပ်ပါရှင်။